ားလုံးပဲမင်္ဂလာပါမင်္ဂလာပါဒီမှာဘေးနားမှာဘသူလေးလဲဆိုတော့သူလေးပါအဲ့ရနိုးလာတဲ့ကလေးလေးငါပြောသီးစားနေပါတယ်အဲ့တော့ဒီမှာဟုတ်တယ်ထက်ကြီးတဲ့လက်တွေ့ပါတဲ့အာအမအရင်ကစပင်အရှမ်းပါတဲ့ဥကောင်းလဲချွေးတွေထွက်တယ်တဲ့ ုနောက်ပြီးတော့အခုကန်ဆင်ကျေးဇူးကြောင့်မလို့ဇပင်းတွေထူလာသလိုခံစားရတယ်ဟုတ်တယ်ဇပင်းပါတဲ့သူတွေကန်ဆင်ကိုတကယ်သုံးကြည့်ကြည့်ပါနော်တကယ်ကိုပဲဒီအောက်ထွဲတွေမှာလေအတူအတူအတူတူတွေဆိုတာအများကြီးပဲဟာထက်ကကိုကိုကိုလေမသိဘူးသိလားခေါင်းတွားလျှော်တဲ့အချိန်ကမှလေမြမလေးလို့အဲဇပင်းကားလို့လျှော်ရတာအဆင်ပြေလားလို့မေးတော့မှလေမမတယ်မမဇပင်းကရှေးပါဆိုတော်တော်ထူလာပြီတဲ့ အထဲထဲမှာလေအတော်တွေမှအများကြီးပဲထွက်နေတာအဲ့ဒီငုံစီငုံစီတွေထွက်ထွက်လာမမဆက်ပင်တော်တော်ထူသွားမှာတဲ့အခုတော့တော်တော်ထူနေပြီဟာကြီးလို့လဲဆိုအဲ့တော့ကိုပဲလားဆိုတော့မဟုတ်ဘူးနော်ကိုသမီးလေးအတုံပေါ့နော်အကြီးပေါ့နော်အကြီးရောတူရောသပင်တွေရှေတာမြန်နေပြီးတဲ့ခါကျလို့ရှိရင်သပင်ဆိုလို့ရှိရင်အထက်ကနေအများကြီးထူလာတယ်တုံတုံဆိုလို့ရှိရင်သပင်ကတစ်ဖက်တည်းစီးလို့ရှိရင် အဲစပေးငါလေကြီးနေလို့တော့နှစ်ဖက်ခွဲပြီးစီးပေးရတယ်အခုရာသူတို့ကအရန်ပူတဲ့ခါကျတော့လေသူ့ကိုနှစ်ဖက်လေးခွဲခွဲပြီးတော့အေးအောင်လုပ်ပေးတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တစ်ဖက်တည်းဆိုရင်ချွေးတွေထွက်မှာဆိုလို့ဒီဂုံနားလေးမှာလေဒီစီးတဲ့နားလေးမှာအငယ်လေးဆိုလည်းအဲ့လိုပဲစပင်လေးတွေဟိုကစီးပြီးလိုက်ဒီကစီးပြီးလိုက်နေအဲ့လိုပဲစီးပေးရအဲ့တော့ ခေါင်းကျော်ရေးဝယ်တဲ့သူတွေသပင်းထူမှာကြောက်ရင်မဝယ်ပါနဲ့လို့ကန်ဆင်ရသပင်းထူမှာကြောက်တဲ့သူတွေနဲ့အဆင်ပြေမှာမဟုတ်ဘူးလို့တော့သပင်းလေးလုံးဝထူလာမှာမလို့ပါနောက်ပြီးတော့ဘောက်တေချာပေါက်ပြောက်ကင်းဘာကြောင့်ပြောက်တာလဲဆိုတော့အထက်မှာထပ်ခဏခဏပြောတယ်တမပါလို့ဥယျပြောင်းအေးတယ်ဥယျပြောင်းမှာရှိတဲ့ပိုးတွေเนาะမကောင်းတဲ့ဒီဓာတ်တွေအကုန်လုံးကိုညအပတ်တွေမကောင်းတဲ့ပိုးမွှားတွေကိုတေချာဖယ်ရှားပေးနိုင်နေเนาะပို့တော့ဓာတ်တွေပါလို့ပေါက်တဲ့သူတွေအစเนาะပြီးရင် အချွေးမိတ်တွေဘာတွေမပေါက်အောင်လို့เนาะချွေးတွေဘာတွေအရန်ထွက်ပြီးအချွေးမိတ်တွေဘာတွေအာအရန်ဟိုဖြစ်တဲ့သူတွေဆိုလို့ရှိရင်လည်းဒါအဥဒီဥရပြအရန်ပူလုံးလို့လေเนาะအဲ့လိုဖြစ်တဲ့သူတွေဆိုလို့ရှိရင်ရတယ်အပူနာတွေပေါက်တွေဓာတ်တွေရှိတဲ့သူတွေလည်းတုံးလို့ရတယ်လုံးဝပိုးမွားပါတန့်ပြီးသားဖြစ်သွားမယ် ပြီးတဲ့ခါကျတော့တူတူအိုက်ထဲမှာကတက်နောက်ပြပထောက်ပါတာဘရက်ကလည်းစပင်းကိုပျော့စေတယ်ရှားဆောင်လက်ဘက်ကလည်းစပင်းကိုပျော့စေတယ်အာပြီးတော့ခေါင်းချော်ပြီးတဲ့ခါမှာရှင်းရလေးရလွယ်ကူတယ်ပေါ့နော်အားကြောင့်မို့ထက်ကကန်စင်ကလက်လီကလည်းပျော့စရာမလိုအောင်ကိုရောင်းရတာဝုံ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 နဲ့တထောင်ကိုခဏလေးပဲရောင်းရတယ်နော် ဲ့တော့အားလုံးပဲမှာကျင်တဲ့သူတွေကအခုလောလောဆယ်မှာလက်ကျန်လေးနည်းနည်းလေးပဲရှိပါတော့တယ်လက်ကျန်ကတော့ထပ်လို့တောင်း6000နဲ့ပဲရောင်းပေးမှာပါအစ်စ်ထပ်ထွက်လာလို့ရှိရင်တော့ထပ်ဈေးလေးနည်းနည်းတက်သွားမှာဖြစ်ပါတယ်1000 2000ပဲတက်မှာပါတော့ဒါတော်တော်လေးကိုမှမတက်လို့မရလို့ဒါတက်မှာပါအဲ့တော့ဈေးမပြောင်းခင်မှာအကုန်လုံးပဲမှားထားပေးပါဈေးပြောင်းလေးသွားလဲ quality ဘိုင်းနဲ့ရော့သွားမှာမဟုတ်တလို့ quality ကပို့လို့ပို့လို့ကောင်းဖို့ကိုပဲပို့ပြီးတော့ခရီးဆိုင်မှာပါဘာဖြစ်လို့ဆိုကိုကိုယ်တိုင်တုံးနေတာဖြစ်တဲ့အတွက်အားလုံးကိုကျင်းစာလို့ပါကျေးဇူးများကြီးတင်ပါတယ် thank you 啊，先。